အားလုံးပဲမင်္ဂလာပါရှင်ဒီခေါက်မှာတော့ရဲရွရွနေကခုကိုစင်ကော့ကျော်လေးကျော်မှဖြစ်ပါရဲ့ရှင်ချက်နီးလေးကလည်းလွတ်မှုပြီးထမင်းမေးစီတဲ့ဟင်တစ်ခွက်ဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိတူတူကြည့်ကြရအောင်နော်အခုစင်ကောချက်ဖို့အတွက်ကိုတော့ငါးတွေကိုတတိယချာစီကြောတန့်စင်ထားပြီးတော့ခေါင်းတွေကိုဖြတ်ထုတ်ထားပေးလိုက်ပါရရှင်။ပြီးရင်တော့ငါးကိုအသားလွှာလိုက်ပါမယ်ရှင်။ အခုဗီဒီယိုမှာပြထားတဲ့အတိုင်းလေးပဲအယိုးနဲ့အသားနဲ့ကိုတည်တန့်လေးလွှာလိုက်ပါမယ်။နှခုမကအယိုးကလည်းနည်းတဲ့အတွက်ကြောင့်မလို့အသားလွှာရတာအရန်ကိုလည်းလွယ်ကူပါရဲ့ရှင်။ခုလိုမျိုးအသားလွှာပြီးချက်တဲ့အခါကျတော့အယိုးနဲ့အသားတီးတန့်ဖြစ်သွားတော့ငါးယိုးကြောက်တက်တဲ့သူတွေအတွက်စားရတာလည်းပိုပြီးတော့အဆင်ပြေစေပါတယ်။ပြီးတော့ငါခုကိုဆေးတဲ့အခါမှာလည်း ရှာလကာရည်နဲ့စားနဲ့နေပြီးတော့ဆေးလိုက်မယ်ဆိုရင်ငါးမှရှိနေတဲ့အနှိအချွေးတွေအကုန်လုံးကလုံးဝကိုပြောင်းဆင်သွားပြီးတော့ကြမ်းကြမ်းလေးဖြစ်သွားပါတယ်။ပြီးရင်တော့ရည်နဲ့လင်းငါတက်လာတိတိချာချာလေးပြောင်းဆင်အောင်လို့ဆေးကြောပြီးလိုက်ရမှာဖြစ်ပါတယ်ရှင်။အသားလာပြီးတော့အယူအသားတည်တံ့ဖြစ်သွားပြီဆိုရင်တော့ကြံနေသေးတဲ့အယူအယူကိုလည်းအခုလိုမျိုးလေးပိုင်းဖြတ်ပြီးတော့တခါရဲထည့်ပြီးတော့ကြောပါမယ်ရှင်။ အယူအသားတည်တဲ့လွှာပြီးွားပြီးဆိုရင်တော့ခုလိုမျိုးအတုံးခက်တဲ့တီလီတွေလှီထားပေးလိုက်ပါမယ်။အခုလိုမျိုးအသားလွှာပြီးချက်တာမဟုတ်ဘဲနဲ့အကောင်လိုက်ကိုပဲခပ်ပါပါအကွင်းလေးတွေလှီပြီးတော့ချက်မယ်ဆိုရင်လည်းရပါတယ်ရှင်။ဒါပေမဲ့အယူနဲ့အသားတည်တဲ့လွှာလိုက်တဲ့အခါကျတော့စားရတာလေစားတဲ့ခါမှလည်းအယူတည်တဲ့နှွင်သေးကြမလို့တော့ပေါ့နော်။အယူနဲ့အသားလေးကတည်တဲ့လေးဖြစ်သွားပါတယ်။ အားလုံးသိသွားပြီဆိုရင်တော့အရသာနေဖို့အတွက်စားရယ်စနွှဲမှုံရယ်ငံပြားရယ်ထည့်ပါတယ်။ပြီးရင်တော့အနံ့လေးပုံမှုပြီးတော့အညင်နဲ့လည်းတက်တာအောင်လို့ငရုတ်ကောင်းမှုံလေးလည်းထည့်ပါမယ်ရှင်။အားလုံးပြီးသွားတာနဲ့အရသာလေးနှက်ဆက်တော့အောင်လို့နေထားပြီးလိုက်ပါတယ်။ဒီနေရာမှာအချို့မုံစက်သားမုံစားရဆိုရင်လည်းတခါတည်းထည့်ပြီးရနေမယ်ဆိုလဲရပါလေရှင်။ကျမကတော့မထည့်တော့ပါဘူး။ဒီငားမကလည်း ူရဲ့တဘာဝရဲ့အချို့တက်ကလည်းအများကြီးရှိနေပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့မထဲတော့ပါဘူးရှင်အရသာနှမ်းဆက်အောင်နေပေးပြီးွားပြီဆိုရင်တော့ငါးအသားလေးကိုအရသာလေးပုံဝင်သွားအောင်လို့10မိနစ်15မိနစ်လောက်နှစ်ထားပေးလိုက်ပါမယ်ရှင်။ဒါကတော့ငါးနဲ့တွဲပြီးရကြောဖို့အတွက်ရေယူရကိုရေစေးတန်ဆင်ထားတာဖြစ်ပါတယ်ရှင်။စက်တုံလေးဥကြီးနှလုံးစာကိုလည်းနှုတ်နှုတ်လေးရေဆင်ထားပေးပါရစေ။ ပြီးရင်တော့ဂျင်းနဲ့ချက်တယ်ယူဖို့လည်းထောင်းထားပေးပါရရှင်။ရဲရွရက်ကိုတော့အပေါ်ပိုင်းအယူရံနည်းနည်းမာနေတာလေးတွေကိုဖြတ်ထုတ်ပြီးတော့လက်တလုံးလောက်အထုလေးကြီးညှက်ထားပေးလိုက်ပါမယ်ရှင်။ပြီးတော့ဒီရဲရွရွက်မှာကအရတာခါတက်တက်လေးရှိရဆိုရင်အခုလိုမျိုးငါးနဲ့တွဲပြီးရွက်ချက်လိုက်တယ်ဆိုရင်သူ့ရဲ့အခါရကယော့သွားပြီးတော့အရန်ကိုလည်းလိုက်ဖက်ပြီးစားလို့လည်းကောင်းပါတယ်ရှင်အလုံးပြီးသွားပြီဆိုရင်တော့စကြောက်ဖို့အတွက်ဦးလေးကိုစီထည့်ပေးလိုက်ပါမယ် စီပူလာပြီဆိုတာနဲ့စက်တုံလေးလုံးလုံးဆင်းထားတာကိုအရင်ထည့်ပြီးတော့ကြောပါမယ်ရှင်။စက်တုံလေးလေးတွေတော်တော်လေးနွမ်းလာတဲ့အထိကြောပြီးလက်ပါမယ်။ချက်နေနဲ့မီးပြတ်သွားတာမလို့မီးဖို့ပြောင်းလိုက်ရပါတယ်ရှင်။စက်တုံလေးနွမ်းလာပြီဆိုတာနဲ့ဂျင်းနဲ့စက်တုံပြူထောင်းထားတာလေးကိုထည့်ပေးပါမယ်။စီတက်တဲ့ထဲကိုစနေမှုန်လေးလည်းထပ်ပြီးတော့ထည့်လိုက်ပါရစေ အခုလိုမျိုးငားရဲ့ချက်တဲ့အခါမှာဆိုရင်စမကတော့ငားရဲ့အညီနဲ့တက်တာအောင်လို့စနေမုံဖက်များများလေးသုံးပါတယ်။စနေမုံထည့်တာများပြီမဲ့တတိစစလေးစီတက်ပြီမဲ့ဆိုရင်တော့စနေမုံအနံ့ကလည်းမနံ့ပါဘူးနော်။နံ့လေးမှုပြီးတော့တော်တော်လေးနွမ်းလာပြီဆိုရင်တော့ငရုတိဟင်းချက်မုံလေးထည့်ပါမယ်ရှင်။ငရုတိဟင်းချက်မုံကိုတော့ထမင်းစားစွန်နဲ့တစွန်းစားတတာလောက်ပြီးထည့်ပြီးပါရယ်။ပြီးရင်တော့ဒီငရုတိစီတက်တဲ့ထဲကိုငံပြားလေးလေးနဲ့အနှင်းငယ်ထည့်ပြီးတော့စီတက်ပြီးလိုက်ပါမယ်ရှင်။ အနက်လေးမွေးလာအောင်စီသက်ပေးပြီးဆိုတာနဲ့အရသာနေထားတဲ့ငါးတွေထည့်လိုက်ပါမယ်။ပြီးရင်တော့ငါးရဲ့အသားလေးကိုဟင်းရဲ့အနှစ်အနှစ်ရတာလေးဝင်သွားအောင်လို့ရေမထည့်သေးဘဲနဲ့စီလေးနဲ့ပဲလှိမ့်ပြီးတော့ကြောပေးနေပါမယ်ရှင်။အလုံးတမနှစ်ချက်အောင်ငွေကြောပေးပြီးဆိုတာနဲ့ခဏလောက်ချက်ထားပေးလိုက်ပါမယ်ရှင်။ချက်ထားနေရင်လည်းအိုးမကက်ရအောင်လို့မကြာခဏတော့ဟူပေးရပါမယ်နော်။ ီးတော့မီးဟိုလည်းအရန်ပြင်းပြင်းချင်းလည်းမဟုတ်ခင်နဲ့မီးအားကိုတော့အလဲအလက်လောက်မှာပဲထားပြီးတော့ကြောပြီးပါတယ်ရှင်စီနဲ့ပဲ3-4မိနစ်လောက်နှိပ်ပြီးတော့ကြောပြီးပြီးရင်တော့ငားရဲ့အသားတွေကမမတင်းတင်းလေးဖြစ်လာပါပြီရှင်ဒီလိုနေထားလေးရောက်ပြီဆိုတော့မှရေလေးအနေငယ်ထည့်လိုက်ပါမယ်ပြီးရတဲ့အစင်သေးညှက်ထားတဲ့ရေရွယ်တွေကိုလည်းထည့်လိုက်ပါမယ် ငါးနဲ့အရွက်တွေကိုအားလုံးသမသွားအောင်လို့ငွေပေးပြီးပြီဆိုရင်တော့ရေခဲပြီးစီပြန်လာတဲ့အထည်အောင်လို့တည်ထားပေးလိုက်ပါမယ်ရှင်။ခုဆိုရင်တော့ထည့်ထားတဲ့ရေကလည်းခမ်းပြီးတော့စီတန်လေးကလည်းတဖြည်းဖြည်းနဲ့မြည်လာနေပါပြီ။အနက်လေးကလည်းတအားမှွေးပြီးတော့ရဲရွက်တွေကလည်းထွထွအီအီလေးနဲ့ကျက်နေပါပြီရှင်။ခုလိုနေထားလေးရောက်ပြီဆိုရင်တော့မီးလေးပေးလိုက်ပါမယ်။ အကယ်ကုဆိုရင်တော့အနက်အရတာနဲ့ပြည့်စုံပြီးထမင်းမေစီတဲ့ရဲရွရဲငခုစင်ကောကြော်ဟင်းပွဲလေးကတော့ရပါပြီရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးရတဲ့အတွက်လည်းကျေးဇူးထူးတင်ရှိပါတယ်ရှင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒါဆိုနောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ပြီးတွေ့ကြမယ်နော်